တရားမှတ်တဲ့နေရာမှာနေရာတွေအချိန်တွေကိုတည်တံ့ရွေးပြီးတော့တရားမှတ်မယ်တရားအားထုတ်မယ်တရားနှလုံးသွင်းမယ်ဆိုရင်သူကအလုတ်ခยีရှေ့ရောက်ဖို့ခက်တယ်။ဘာလို့လဲဆိုတော့တရားအားထုတ်တာကရိတာမအားထုတ်ရမှာလို့တရားစကံဘွဲဝင်တိုင်းမှာအားထုတ်ရမယ်ဆိုတဲ့အနေထားမျိုးတွေကတော်တော်ဝေးနေသေးတယ်။ဘာလို့လဲဆိုတော့တရားစကံဘွဲကိုလူတိုင်းဝင်နိုင်ဖို့ခက်တယ် ဲ့တော့တရားသင်္ကန်းမဲ့ဝင်နိုင်တဲ့ပုံကိုယ်လေးဘလို့တရားမှတ်မလဲဘလို့တရားအထုတ်မလဲဆိုတာကအဓိကကြနောက်တစ်ချက်ကလည်းတနေ့မှတစ်ချိန်လောက်တနေ့မှနှစ်ချိန်လောက်ဒီလိုမျိုးမှတ်တာမျိုးဟာလေဒါကျဲသေးတယ်ပြောရအောင်ဘာလို့လဲဆိုတော့ခန္ဓာရှိရင်ဝေဒနာရှိမယ်ကိလေသာရှိမယ်ဘာဒါပုရုဇဉ်ကိုပြောတာအဲ့တော့ဒီဝေဒနာတွေဒီခန္ဓာတွေဟာရှိနေသည်ဖြင့်ဒါတရားပဲပေါ့ အဲ့တော့အလုတ်သွားတယ်ယုံသွားတယ်ဆိုရင်တော့မှအပြင်မှာအလုတ်လောက်อ่ะယုံဆိုလည်းအပြင်မှာစိုက်တယ်အလုတ်ဆိုရင်လည်းအပြင်မှာပဲရှိကြတယ်ဒါအပြင်သွားပြီးတော့အလုတ်လောက်อ่ะအဲ့တော့တရားအာထုတ်တယ်ဆိုတာအပြင်မှာသွားပြီးတော့ထွက်เสียမှာမလို့လားခန္ဓာထဲမှာပဲအာထုတ်တယ်တမ်းမှန်ဘာဟိတာဇီဝရေးကိစ္စတွေအကုန်လုံးကအပြင်သွားလောက်ကြတာများတယ်ဒါပေမဲ့တရားအာထုတ်တာက အပြင်မှာအာထုတ်ရတာမဟုတ်ဘူးအတွင်းမှာအာထုတ်ရတာမိမိရဲ့စိတ်ကိုအပြင်မထွက်အောင်ထိန်းတာဒါတရားအာထုတ်တာ ဒါနံပါတ်1အဆင့်ဒါကြောင့်ဝိစာတိရလုံးဝတိအောင်လုပ်ရမယ်စရဏတိပီးရင်ကျင့်ရမယ်ပထမတော့တိအောင်လုပ်ရအေးတိပီးရင်ကျင့်ရမယ်အဲ့တော့အဲ့ဒီကျင့်တဲ့နေရာဘယ်နေရာလဲဘယ်နေရာသွားကျင့်ရမှာလဲဆိုတော့လူတွေအတွက်တော့တီးတန်ရင်ကျင့်တဲ့နေရာကြီးခွဲခြားပြီးတော့ဟောထားတာမျိုးမတွေးမိပါဘူးအဲ့တော့ခொနကတက်တက်တပင်ရိတ်တို့ဝါရဝင်ရိတ်တို့စိတ်ငြိမ်တဲ့နေရာတို့အာကြောင်းကံပြစသည်ဒါကတော့ဟိုစပေးမှရှိတယ် ယန်းနေအတွက်တော့စိတ်ငြိမ်ရာမှာတရားအားထုတ်တယ်တရားနှလုံးသွင်းတယ်တရားမှတ်တယ်ဒါယန်းနေအတွက်သီးသန့်ထားတဲ့နေရာလူတွေမှာကြတော့ကလာဝါသောဘူးကိစ္စော အလုတ်ကိစ္စတွေများတယ်အဲ့တော့ဘယ်လိုလုပ်ပြီးတော့ဒီတော်တဲ့တောင်နဲ့ဒီတွားပြီးတော့တရားအားထုတ်ဖို့ဖယ်လှယ်ပါတနေ့တစ်ကြိမ်တောင်မှရိတ်တာမှ၁၀စက္ကန့်၇စက္ကန့်ဝင်ဖို့ဆိုတာကဘလုံးနည်းနဲ့မှမဖြစ်နိုင် ဲ့တော့အဲ့လိုမဖြစ်နိုင်တဲ့ဈားတဲကငါတို့ကတရားဘယ်လိုအားထုတ်မလဲဒီတိုင်းညာဆိုရင်ဘယ်လိုလုပ်တရားအားမထုတ်ရဘဲနဲ့သေးကုန်မှာပေါ့ဟုတ်ပြီအဲ့ဒီလိုမဖြစ်ရအောင်တရားကခန္ဓာပဲဒီခန္ဓာထဲမှာတရားရှိတယ်ဒါကြောင့်မဟုတ်ဆရာတော်ကြီးကတော့ခန္ဓာထဲမှာတရားရှိတယ်ခန္ဓာထဲကတရားကိုရှိအဲ့ဒီရှိနေတဲ့တရားကိုနံပါတ်1သိအောင်လုပ်တာဝိစာပဲအဲ့ဒီသိတဲ့တရားကိုဆုံးဖြတ်ချက်ချတာဆရဏပဲအဲ့ဒါကိုဝိစာဆရဏ နှစ်ခုဟာတံပန္နပြည့်စုံတာပဲပထမတော့တိပြတိရတိအောင်လောက်อ่ะယုံနံစသည် မှတ်အမယ်တရားကိုမှတ်အမယ်တိရမယ်တရားကိုတိအောင်ကြိုးစားအမယ်အကြောင်းကြိုးတိအောင်လောက်အောင်မယ်ယုံနံတိအောင်လောက်อ่ะပြီးတော့အားထုတ်တဲ့နေရာကြတပြီးတော့ဘယ်မှအားထုတ်ရမှာလဲဆိုတန်းနိုင်ရင်တော့တနာရီနှစ်နာရီသုံးနာရီအိမ်မှာအချိန်ပြေးပြီးတော့အားထုတ်ဒါကောင်းတယ်အေးမတန်းနိုင်ဘူးတပြီးတော့အဲ့လောက်တိအောင်လဲအချိန်မပေးနိုင်ဘူးကျမ်းမာကြီးအနေထားရတော့လောက်အောင်အချိန်မပေးနိုင်ရင်တပြီးတော့ဘယ်လိုအားထုတ်ရမှာလဲဆိုအဲ့ဒီကြားထဲမှာအားထုတ် အဲ့ဒီကြားထဲမှာအတူအခုတရားဟောနေတယ်အခုတရားနားနေတယ်ဟောနေရင်နားနေရင်နဲ့ဖောက်ပြန်နေတယ်ဘယ်သူဖောက်ပြန်တာလဲခန္ဓာဖောက်ပြန်တယ်ဘလို့ပြလဲညောင်းမှုညံမှုနာမှုအောက်မှုတင်းမှုပူမှုသဘောပြနေတယ်အဲ့ဒါဖောက်ပြန်တယ်လို့သိရင်တရားအဲ့ဒီဖောက်ပြန်တာနှိမ့်ဆက်တာပဲလို့သိရင်အာထုတ်တာပဲအဝေးကြီးမဟုတ်ဘူးနိနိလေးပဲအဲ့ဒီလိုအာထုတ်တတ်ပြီးအာထုတ်နိုင်ပြီဆိုရင်ဒုက္ခပฏิပဒါခိဗ္ဗပညာ အာဒါတော့မြင့်တဲ့တရားကြီးဒုက္ခပရိပဒါခိပပညာဒီကိထဲမှာမရှိနိုင်ဘူးချမ်းသာသာကျင့်ပြီးတော့လောလောကူတရားရတဲ့အေဟုတ်တဲ့ယဟန္တာအဆင့်ကိုမဆွလို့ဒီမှာပုထုဇဉ်အဆင့်ကတော့အလုံးလုံးရင်းနဲ့ခန္ဓာရဲ့စိတ်ခနဲ့အောင်လာတဲ့အော်ဒါဖောက်ပြန်တာပဲအလုံးလုံးရင်းနဲ့ကြားလာတဲ့အော်ဒါဒုက္ခသစ္စာအလုံးလုံးရင်းနဲ့မူးလာတဲ့အော်ဒါဒုက္ခသစ္စာပဲလို့ဆုံးဖြတ်ချက်ချတယ်တရားစကန်းသွားလဲဒီနည်းတင်တာပဲတရားစကန်းသွားလဲဒါမှန်တာပဲ အိမ်မှာနေရင်းနဲ့လေဒီခန္ဓာရှိလို့ဒီလိုမှတ်ရင်ဒါဓမ္မယုံပဲဒါရိတ်တာပဲဒါမဲ့ညံဖြစ်နေတာပဲဒါသမုဒိယသစ္စာပယ်တာပဲတရားအားထုတ်တယ်ဆိုတာသမုဒိယသစ္စာပယ်တာလေသမုဒိယသစ္စာပယ်တာဆိုတော့ចောင်းကံဘုရားတို့ဇေဒီပထိုးတို့ရိတ်တာတို့မှာပယ်ပယ်အိမ်မှာပယ်ပယ်ဘယ်နေရာပယ်ပယ်သမုဒိယသစ္စာပယ်နိုင်မှုအရေးကြီးတယ်မေဃသစ္စာတိဖို့အရေးကြီးတယ်နေရောဓသစ္စာစိုက်ဖို့အရေးကြီးတယ်ဒီလေးချက်ပဲ။ အဲ့လိုတိဖို့ဆိုတာအချိန်နေနာဤပုံနေပိုင်းနေအားလဲရက်တွေမှာရွေးမနေတော့ဘဲနဲ့အခုအထောက်ရင်အခုရတာပဲအခုနှလုံးသွင်းရင်အခုရတာပဲဘာဖြစ်လို့လဲဓမ္မခန္ဓာထဲမှာရှိနေတာမဟုတ်လို့ကိုယ်နှလုံးသွင်းအခုရဒါကြောင့်ယတောယတောတမတ္တိပါဠိယခန္ဓာနံဥရယဗျံခန္ဓာကိုယ်သုံးသပ်အဖြစ်နဲ့အပျက်ကိုတွေ့လိမ့်မယ်လပတိပိရိပါမောက်ဆံအမတန်တန်ဝိဇာဏတံငြိမ့်အေးမှာပေါ့ခန္ဓာကိုယ်သုံးသပ်တာလေး ဩအောင်လာတယ်ဩနားလာတယ်ဩပူးနေတယ်ဩလှုပ်နေတယ်ဩစိတ်တွေတစိတ်ပြီးတစိတ်ဖြစ်နေတယ်ဆိုတာထိုင်းနေရင်သုံးသပ်လို့ရတာပဲအဲ့ဒီသုံးသပ်ပြီးတော့မှသိနေတယ်ဩဒါဖောက်ပြန်နေတာပဲအဒါပျက်စီးနေတာပဲဒါနှိမ့်ဆက်နေတာပဲလို့သိထိုင်းရင်းနဲ့သိတာအလုံးလုံးရင်းနဲ့သိတာဘာလို့လဲဆိုတော့အလုံးလုံးနေလဲခန္ဓာရှိတော့ဖောက်ပြန်မှုရှိတာပဲခန္ဓာရှိတော့ဝေဒနာရှိတာပဲပြောင်းလဲမှုရှိတာပဲနှိမ့်ဆက်မှုရှိတာပဲ ရိတ်တာသွားပြီးတော့ပြောင်းလဲမှုကိုသွားကြည့်မနေနဲ့တတိတန်တတိတန်ကြီးဒါရိတ်တာဝင်နေလို့ပြောတာမဟုတ်ဘူးဝင်နေတဲ့ပုံကိုယ်ကြီးအများကြီးအတွက်ကိုဒါကျေးဇူးဆက်တာပဲဘာဖြစ်လို့လဲခက်ခဲတဲ့ကိစ္စမို့လို့အော်အခုလို့တိသွားတော့အလုံးလုံးရင်မိဖို့ကြောင်းထဲမှာအော်ရုံးထဲမှာဈေးရောင်းထဲမှာဈေးထဲမှာရွတ်ဖန်နေတာကတစ်မျိုးဆုံးဖြတ်နေတာကတစ်မျိုးအဲ့ဒီလိုကိုယ်ကကျွမ်းကျင်ထားတော့အော်တရားဆိုတာခန္ဓာထဲရှိတဲ့တရားနောက်ကဆုံးဖြတ်ချက်ချပေးနေတာတရားပါလား အောင့်လာတဲ့ဟောနှိမ့်ဆက်တာပဲဒါတရားကိုသိသွားတာအရင်တော့အောင့်နဲ့ငါအောင့်တယ်လို့သိတယ်အခုအောင့်နဲ့ဖောက်ပြန်တယ်လို့သိတယ်အရင်တော့ဒေါသထွက်တဲ့ငါဒေါသထွက်တယ်လို့သိတယ်အခုတော့ဒေါသထွက်တဲ့ဩဒေါသစိတ်ပါလားလို့သိလိုက်တယ်အရင်တော့အိတ်ချင်းနဲ့အခုတော့အဲ့ဒီအာဒါအိတ်ချင်းစိတ်ပါလားအခုတော့ဒါရုပ်ဖောက်ပြန်တာပါလားလို့တိလိုက်တော့ဓမ္မဖြစ်တာပေါ့အဲ့ဒါကြတော့အိရာထဲမှာရောအိမ်ထဲမှာရောနေရင်ထိုင်ရောသားချော်သမီးချော်ဇီးဝါလို့ဘာလုံးနေနေဒီတိုင်းသွားတာဒီတိုင်းတိတယ်အဲ့ဒါခါကြတော့ အခုနကစကားပြန်ဆက်ဒုက္ခပฏิပတာခိပ္ပံပိညာဝေဝေးလန်လန်သွားတရားမလို့ပဲနဲ့အိမ်ထဲမှာနေချမ်းချမ်းသာသာတရားရတယ်အရှင်မြတ်ဘလို့ရတာလဲလို့မေးရင်အနုတ္တိယကိရိတာရပရိယုဋ္ဌာဏကိရိတာရဝိတိတ်ကမကိရိတာရကိရိတာ၃မျိုးမှာအနုတ္တိယကိရိတာကတော့မဲ့နဲ့ပယ်တာမလို့ထားလိုက်တော့ဝိတိတ်ကမနဲ့ပရိယုဋ္ဌာဏနဲ့ဝိတိတ်ကမကိရိတာအကျမ်းသားနှစ်ခုကိုပယ်ပလိုက်တာဒါသမှုတရားသစ္စာပယ်တာပေါ့အိမ်မှာနေရင်ပယ်တာအလုတ်ထဲမှာပယ်တာ အဲ့ဒီလိုတိပြီးတော့လုပ်ရင်ဘယ်နေရာနေနေအကျိုးရှိလဲကာမောင်းရင်လည်းအကျိုးရှိတယ်ယုံတရင်လည်းအကျိုးရှိတယ်အားငယ်ပြီးတော့ရိတ်တာတော့မဝင်နိုင်တော့ပါဘူးတရားစခန်းတော့မဝင်နိုင်မှာတော့ဘာမှဘူးမနေနဲ့အလုပ်လုပ်လို့ရတယ်ဒါဆိုဟုတ်ပြီဒီမှာတမထယန္တိကလမ်းစဉ်တမထယန္တိကလမ်းစဉ်ကသူကသုံးတက်တာခိဇံတော်ဝါခိဇံတော်မိတိပဇာနာတိတယံတော်ဝါတယံတော်မိတိပဇာနာတိနိသိံတော်ဝါနိသိံတော်နိတိပဇာနာတိဆိုတာသူကတိတိပေးတာ ဲ့ဒါကိုတမထယာနိကလမ်းစဉ်သူကမှတ်မှန်မှတ်တယ်မှတ်တယ်စားတယ်စားတယ်စားတယ်တောက်တယ်တောက်တယ်တောက်တယ်အိတ်တယ်အိတ်တယ်အိတ်တယ်လမ်းတယ်လမ်းတယ်လမ်းတယ်ကိုွေးတယ်ကိုွေးတယ်ကိုွေးတယ်ဆန့်တယ်ဆန့်တယ်အဲ့ဒါတမထယာနိကလမ်းစဉ်သူကသုံးသက်တယ်အမှတ်ကိုဦးစားပေးတယ်သုံးသက်တယ်အမှတ်ကိုဦးစားပေးတယ်သက်တမ်းရှည်တဲ့ကာလတမထသူ့အလုပ်ကသူ့ဟာသူခန္ဓာပြက်ချင်းပြင်ပြက်ချင်းနေသူကတော့ကြားတယ်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 ရားတယ်ရားတယ်ရားတယ်ဒီလိုပဲမှတ်နေမယ်အဲ့ဒါတမထဘယ်ကာလလဲသက်တမ်းတသိန်းတသောင်းစသည်ရှည်တဲ့ကာလမှာကောင်းတယ် အမတ်ကိုဥစားပေးတယ်ခန္ဓာဥစားပေးတတန်ရှည်တဲ့ကာလဒါတမထယန္တိကလမ်းတယ်ဝိပဿနာယန္တိကလမ်းတင်ကြတော့ तू ကခန္ဓာဥစားပေးတယ်ခန္ဓာဘာပြောလဲဆိုတာကိုစောင့်ကြည့်တယ်တတန်တူတဲ့ကာလဝိပဿနာတစ္ဆာအနေနဲ့ပြောရင်မက္ကံတစ္ဆာတမထယန္တိကလမ်းတင်ကတတန်ရှည်တယ်အမတ်ကိုဥစားပေးတယ်တမထယန္တိကလမ်းတင်တမထတစ္ဆာအနေနဲ့ပြောသမုဒိယတစ္ဆာဒါဆိုဘယ်လိုလုပ်မလဲ တမထယန္တိကနန်းစဉ်ရရတယ်ရတယ်ရတယ်ရပူတယ်ပူတယ်ပူတယ်မှတ်တယ်အဲ့ဒါတက်တန်းတသိန်းတသောင်းမှာကောင်းတယ်တမထနိုင်မကောင်းလို့မပြောဘူးကောင်းတယ်သို့တော့အခုလိုတက်တန်းတူတဲ့ကာလမှာဝိပဿနာယန္တိကလမ်းစဉ်ရပိုကောင်းတယ်ဘာဖြစ်လို့လဲလို့မင်းအခုအောင်းလာတယ်အောင်းလာတယ်လို့သိရင်ဖောက်ပြန်တယ်လို့သိလိုက်တယ်အောင်းလာတယ်လို့သိရင်အဖြစ်ကိုသိတယ် အောင့်တဲ့သဘောလေးမရှိတော့ပါလားသိတာအပြက်ကိုသိတာတမထာရောဝိပဿနာရောတွဲလွတ်တာမို့လို့ယူကာနတ္ထနိတတန်တူတဲ့ကာလခန္ဓာကိုဦးစားပေးတယ်ခန္ဓာဘာပြောတယ်ဆိုတာကိုစောင့်ကြည့်တယ်မက္ခသစ္စာတန်းဆိုင်တယ်အဲ့ဒါကဝိပဿနာပညာလန်းအခုနောက်ကကတမထာလန်းဒါဆိုအခုကြားတယ်ဆိုဩကြားတော့ကဖြစ်တယ်ကြားလို့ပြီးတော့ပြက်တယ်မရှိတော့ပါလားဆုံးပြချက်ချတယ်အဖြစ်ကိုတီးတော့ကတမထအပြက်ကိုတီးတော့ဝိပဿနာ တမထဝိပဿနာတပြိုင်တည်းတွဲလွတ်တဲ့ယူကာဏ္ဍာနီတတန်းတူတဲ့ကာလပညာနဲ့စောင့်ကြည့်ခန္ဓာဘာပြောလဲဆုံးဖြတ်တယ်တမထယန္တိကလမ်းစဉ်ကကြားတယ်ကြားတယ်ကြားတယ်ကြားလာပြီးနေပြီ तू ကဆုံးဖြတ်တော့မယ်ကြားလာကပြီးနေပြီမြင်လာကပြီးနေပြီ तू ကမြင်နေမြင်နေလွတ်တော့မယ်မကောင်းလားကောင်းပါတယ်သို့တော့တမထနဲ့ဝိပဿနာမှာမေဃသစ္စာနဲ့သမုဒယသစ္စာကွာတယ်ဒါကြောင့်အမှတ်ဥစားပေးတာနဲ့ခန္ဓာဥစားပေးတာခန္ဓာဥစားပေးတဲ့ပညာလမ်းကိုလိုက်ရင်တော့ တမထရောဝိပဿနာရောနှစ်ခုတွဲပါပါတယ်တမထလုံးရင်နောက်ကဝိပဿနာမပါဘူးဝိပဿနာလုံးရင်တမထရောပါလာမို့လို့ယာနိကလမ်းစဉ်မှာဝိပဿနာယာနိကလမ်းစဉ်ကပို့ပြီးတော့ထိရောက်တဲ့သူများအတွေ့တရားနဲ့ဝေးနေသည်မြအမားနဲ့နီးနေတယ်တရားမတိသည်မြအမားရှိနေတယ်ဒါကြောင့်ဝိပဿနာတရားအထုတ်ဖို့အတွက်အချိန်မဆွဲနဲ့အချိန်မလိုဘူး အခုနားနေတဲ့အချိန်မှာကိုယ်ကချက်ချင်းအားထုတ်လို့ရတယ်ဝိပဿနာ အလုပ်ဒီအဲ့ဒီလောက်ထိအောင်သိရင်လွယ်တယ်ဘာဖြစ်လို့အဲ့လိုလွယ်နေတာလဲလို့မေးရင်မြမပြည်ထဲမှာပရိယတ်တိပရိမတ်တိပရိဝေဒဆိုတဲ့သာသနာ၃ရက်ကိုထမ်းဆောင်နေတဲ့တန်ဃာတော်ဆရာတော်တွေရှိနေတဲ့အတွက်ဝိပဿနာအားထုတ်ဖို့အင်တန်မှလွယ်တယ်ဒါကြောင့်ဒါနတွေသီလတွေတမထတွေကိုအထုတလဲဟောပြီးတော့သင်နေတော့တည်ပြီးသားတွေမဟုတ်လို့ဝိပဿနာအလုပ်လုပ်ဖို့တော့အမြဲတမ်းပေးတိုက်တွန်းတယ်ဘာဖြစ်လို့လဲလို့မေးရင် ဝိပဿနာအလုတ်တိတောကပရိဒေဝဒုက္ခဒေါမနတဥပယာကဆိုတဲ့တရား၅မျိုးမှကင်းအောင်လုတ်ပေးနိုင်တာဝိပဿနာမှတပါအခြားမရှိဘူးလူတိုင်းဘာသာတိုင်းဘာသာမရွေးလူမျိုးမရွေးအဲ့ဒီ၅မျိုးကိုဘယ်သူမှမတွေ့ကြဘူးပြောကြည့်မယ်တောကဆိုရင်ချင်းပရိဒေဝဟိုကျွေးချင်းဒုက္ခကိုဆင်းရဲခြင်းဒေါမနတာစိတ်ဆင်းရဲခြင်းဥပါယာစာပြင်းစွာပူလောင်ငိုကြွေးဒုစွဲဓာဆွဲ ဖြစ်တဲ့တရား၅ပါးကိုဘယ်လိုမှမလိုချင်ဘူးခရိယန်အစ္စလာမ်စသည်ဘယ်ဘာသာမှမလိုချင်ဘူးလူမှန်သူရဲ့အဲ့ဒီတရား၅ပါးအကုန်လုံးကြောက်တယ်ဒါဆိုအဲ့ဒီတရား၅ပါးကလွတ်ကင်းအောင်ဘယ်တရားလုပ်ပေးနိုင်တယ်လို့မေးရင်တတိပဌံတရားကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်တ ानु ပဒနာဓမ္မ ानु ပဒနာဒီ၄ပါးကအဲ့ဒီတရား၅ပါးကိုကင်းအောင်ငြိမ့်သက်အောင်ငြိမ့်ချမ်းအောင်လုပ်ပေးနိုင်တယ်ဒါကြောင့် ဝိပဿနာတရားအားထုတ်တဲ့ဆိုတာအဲ့ဒီတရားဇိုးရင်ချင်းကိုတွေ့ချင်းပူဆွေးချင်းကိုစင်ရချင်းစိတ်စင်ရချင်းတရားတွေကနေပြီးတော့ကြုံတွေ့လာရင်လည်းကြုံတွေ့သလိုငြိမ်းတတ်အောင်လုပ်ပေးနိုင်သလိုမကြုံတွေ့သေးတဲ့သူတွေကိုလည်းကြိုတင်ပြီးတော့ငြိမ်းအောင်လုပ်ပေးနိုင်တယ်အဲ့ဒီတရားပဲဒါကြောင့်တရားအားထုတ်ဖို့တိုက်တွန်းတာဒီနေ့ချမ်းသာတဲ့သူစင်ရတဲ့သူအသက်ငယ်တဲ့သူအသက်ကြီးတဲ့သူလိုမှန်တဲ့ပုပ္ပူရွာရွာနုနုကွာကွာဘယ်သူနေနေအဲ့ဒီတရားငါးပါးအမြဲတမ်းကြုံရတယ် ချမ်းသာလဲကြုံရတယ်ဆင်းရဲလဲကြုံရတယ်ရုပ်ချော်လဲသူရောလဲရုပ်ဆိုးလဲကြုံရတယ်အသက်ကြီးလဲကြုံရတယ်အသက်ငယ်လဲကြုံနေရတယ်အေးကြုံနေရင်အဲ့ဒီတရားတွေကြုံနေတိုင်းကြုံနေတိုင်းတို့ဘာနဲ့ဖြစ်ရှင်းမလဲဆိုတာကြတော့ဆက်မစင်သားတော့လားသာသနာကြီးနဲ့တွေ့နေတာအဲ့ဒါကိုရင်ဆိုင်မှုအဲ့ဒီတရားတွေကိုဖြစ်ရှင်းမှုဦးဇင်းတို့သာသနာထဲမှာလွတ်ဖြစ်လာတာဘုရားကိုကိုးကွယ်တာအဲ့ဒီအတွက်ကိုးကွယ်တာဘုရားကိုယုံကြည်တာသံဃာကိုယုံကြည်တာသံဃာတော်တွေကိုလှူတာ အတရားဓမ္မကိုအနေတိုင်းဥချနေတာအဲ့ဒီတရား၅ပါးကင်းဖို့အတွက်ယုံကြည်ကိုးကွယ်တာဒါကြောင့်ဝိပဿနာတရားအားထုတ်ဖို့အမြဲတမ်းတိုက်တွန်းတယ်လူငယ်တိုင်းလူကြီးတိုင်းလူတိုင်းကိုတိုက်တွန်းတယ်လူကြီးတွေကြတော့တန်တရားအတွက် စိတ်ချအောင်လို့ဝိပဿနာတရားအထုတ်ဖို့တိုက်တွန်းတာလူငယ်တွေကြတော့ဘဝလန်းရှောက်ရဖို့အတွက်အချိန်တိုင်းတာတစ်ခုရရှင်းနေသေးတဲ့အတွက်ဘဝလန်းခီးမဖြောင်းဖြူးမှဘဝမှာစိတ်အနှောက်ရှက်စိတ်တော့ကဆုံးဖြတ်ချက်လွဲမှဆိုလို့ဓမ္မလမ်းကြောင်းပေါ်တင်ပြီးတော့မှန်ကန်တဲ့လောရက်တွေဖြစ်ဖို့အတွက်ကိုလူငယ်တွေတရားအထုတ်ဖို့တိုက်တွန်းတာ ရမဆုံးဖြတ်ချက်မှန်မှာဒါကြောင့်တမ္မာဝါယမတမ္မာတိတမ္မာတမ္မာတိဆိုတာကောင်းစွာကြိုးစားတယ်ကောင်းစွာအားထုတ်တယ်တည်ငြိမ်ခြင်းအလုပ်တစ်ခုကိုလုပ်တယ်ဆိုတာဓမ္မလမ်းကြောင်းနဲ့တွေ့သွားလို့ဓမ္မလမ်းကြောင်းပေါ်မှာရှိတဲ့ပုံကူကသာလဲအဲ့ဒီတိုင်းအဲ့ဒါကိုဘာသာသွားမခွဲနဲ့ဒီသုံးပါးကိုဘာသာမခွဲနဲ့အတူတူပဲမှန်မှန်ငန်ငန်ကြိုးစားတယ်ဒီဇိုင်းမှန်မှန်ကြိုးစားတယ်စိတ်တည်ငြိမ်ခြင်းကြိုးစားတယ်ဆိုတာဘာသာတိုင်းအဲ့လိုလုပ်တာဒါကြောင့်အောင်မြင်တဲ့လူတွေအများကြီးဖြစ်တာအောင်မြင်တဲ့ဘာသာတွေအဲ့လိုဖြစ်တာအဲ့ဒီသုံးပါးနဲ့ ဒါကြောင့်တို့တွေ့တွေ့ဝေဝေငိုင်းငိုင်းမိမိနဲ့ဘာလို့လို့လုံးမှမသိဘလို့ဆုံးဖြတ်ချက်ချမှမသိရှေ့ရောက်လာလေးအမားယွင်းနေဖြစ်လာလေးမှားမှယွင်းရင်းနဲ့နောက်ပြန်ခောက်နေရတာဘသူကြောင့်လဲလို့မင်းအဲ့ဒီတရားသုံးပါးနဲ့လို့ဒါကြောင့်တရားအထုတ်တာကိုငြိမ်းချအောင်ကိုလုပ်တာတရားအထုတ်တာဒီကိုကိုကိုကဲတင်တာ မတိခင်မှာလည်းဒီသောကပတိတွေကဒုက္ခဒေါမနနဥပယတာတရားခံစားရသလိုတီးပြီးရင်လည်းအဲ့ဒီတရားရဲ့အကျိုးဆက်ကြောင့်အဘယ်လေးပါးကိုကြားရအောင်မယ်ဆိုတော့လူဖြစ်လာတဲ့သူတယောက်ဗုဒ္ဓဘာသာဖြစ်တဲ့သူတယောက်ဘယ်ဘာသာဖြစ်နေမရှုံးတာပေါ့ဒါကြောင့်တရားအထုတ်ဖို့တိုက်တော်နေဒါဆိုတရားအဝေးမှလာလို့မင်းခံတာထဲမှာမယုံလားမယုံဘုရားလို့ပြောရင်ပဋ္ဌာန်းအချင်းအကျယ်ဘယ်ဆောင်အုပ်ကိုပဲလှန်လှန်ခံလိုက်လောဘဒေါသမောဟစတယ် ပြီးတော့ရူပယုံတတ်တန်ယုံခန္ဓာယုံရတ္တယုံစတယ်မြတ်စွာဘုရားနဲ့တွေ့ရင်လည်းဓာတ်ကြီးလေးပါးနဲ့ဟောတယ်ခန္ဓာဘက်ကဟောတယ်အာရဏဘက်ကဟောတယ်တစ္ဆာဘက်ကဟောတယ်အဲ့ဒါတွေအားလုံးကတရားတွေပေါ့ဒါဆိုအဲ့ဒီတရားတွေအကုန်လုံးကဒီခန္ဓာထဲမှာရှိတာပဲဒီခန္ဓာအခုဖြစ်နေသည်မြတ်တွေ့နေသည်မြတ်မြင်နေသည်မြတ်ကြားနေသည်မြတ်အားလုံးကသိရင်ဓမ္မတွေဒါကြောင့်ဓမ္မခန္ဓာမို့လို့ဒီခန္ဓာဓမ္မခန္ဓာပဲ ယောဂီတို့ဥဒင်းတို့ခန္ဓာထဲမှာမြင်နေသည်များကြားနေသည်များထိနေသည်များသည်ဓမ္မတွေဖို့လို့ဓမ္မခန္ဓာဆိုတာဒါကိုပြောတာစာအုပ်ဓမ္မခန္ဓာဆိုတာကအဲတမှုရိသစ္စာဘက်ကဟောတဲ့ဓမ္မခန္ဓာအဲ့ဒီဓမ္မခန္ဓာကိုသိနေုံနဲ့တရားမရအောင်တံဝေကပဲဖြစ်မယ်မိမိခန္ဓာထဲမှာဖြစ်နေတဲ့ဓမ္မခန္ဓာကိုသိရင်တရားရတယ်ဒါကြောင့်ဓမ္မခန္ဓာဘာလဲလို့မင်းစိတ်တ ानु ပသနာဘက်ကပြောမယ်စိတ်လေတဲ့စိတ်ဖောက်ပြန်တဲ့စိတ် မတည်ငြိမ်တဲ့ပုံကိုများအတွက်ဓမ္မနုပဒနာဘက်စိတ်တန်နုပဒနာဘက်ကပြောမယ်ကြားရင်ကြားစိတ်လို့မှတ်ကြားစိတ်ဟာစိတ်ကိုအမှန်မဲ့သိလို့ဓမ္မဖြစ်ပြီးပြတ်တာကခန္ဓာပေါင်းလိုက်တော့ဓမ္မခန္ဓာအဝေးမဟုတ်ဘူးခန္ဓာထဲမှာအခုထိုင်းနေနဲ့အခုအလုပ်လုပ်နေနဲ့အခုယုံသွားရင်းနဲ့အခုစံတင်ရင်းနဲ့အခုထမင်းချင်းရင်းနဲ့အခုအားထုတ်လို့ရတယ်အခုဇေယောင်းရင်းနဲ့အားထုတ်လို့ရတယ်ဓမ္မခန္ဓာဒါဆိုအခုရလာတဲ့ရရင်ဘာခန္ဓာလဲရိုးရိုးပဲပြောရားစိတ်ရားခန္ဓာ ရားစိတ်လို့သိရင်လည်းမှန်တယ်ရားတဲ့ခန္ဓာလို့သိရင်လည်းမှန်တယ်ရားတာရုပ်လို့သိရင်လည်းမှန်တယ်ရားတာဝေဒနာလို့သိရင်လည်းမှန်တယ်ရားတာဓမ္မလို့သိရင်လည်းမှန်တယ်အဲ့ဒီလိုအတိရဖို့ဆိုတာသာသနာနဲ့တွေ့မှာဘုရားနဲ့တွေ့မှာရတယ်ရုပ်စွာဆုံးပြောမယ်အထက်ဘဝဗြမပုထုသင်ဗြမကြီးတောင်အဲ့ဒီအတိမရဘူးအဲ့ဒါတမ္မာဒိဋ္ဌိလို့ပြောတာဒါဆိုရားတာဟိုရားတာဘယ်လိုမှတ်မလဲရားစိတ်လို့မှတ်အရာသိညာဖြစ်ပြီးရင်ပြတ်တာပဲလို့သိရင်စိတ်တာနုပဒနာပဲ ဒါကြောင့်ရတာတခြားလားခန္ဓာလားခန္ဓာပဲခန္ဓာရဲ့သဘောကဘယ်လိုရှိတယ်လို့မင်းပြက်တယ်ပြက်တယ်သဘောမဟုတ်လို့ဓမ္မခန္ဓာခန္ဓာသဘောအမှန်တိုင်းသိရင်တမာဒိဋ္ဌိတမာသင်္ကပ္ပတည်ငြိမ်နေတာနဲ့တပြိုင်တည်းတမာဝါယမတမာတိတမာတမာတိမက္ခင်၃ပါးမက္ခင်၂ပါးမက္ခင်၅ပါးကိအလုံးလုံးရင်းနဲ့မက္ခင်ရတဲ့အလုံးလောက်ချမ်းသာတာဘာရှိမလဲဒါဆို ဒီနေ့ဒီချိန်အခုဘာနဲ့အသက်ရှင်နေတယ်လို့မေးရင်မက်ခင်၅ဘာနဲ့အသက်ရှင်နေတယ်ဖရာလို့ရှောင်းလိုက်သိပြီးတော့ကောင်းတယ်မကင်၅ပါးနဲ့အသက်ရှင်နေတာဖြစ်တဲ့အတွက်တမှုရိယသစ္စာ၃အကွက်အကုန်ပြတ်နေတာဖြစ်တဲ့အတွက်ပရိစ္ဆတ်သုံးဘက်ကိုဖြတ်ပြီးတော့အသက်ရှင်နေတယ်ဖရာဆိုတော့ငြိမ်းချမ်းသောအသက်ရှင်ခြင်းနေရတဲ့အချိန်မှာလည်းငြိမ်းချမ်းသလိုသေရတဲ့အချိန်မှာလည်းငြိမ်းချမ်းတဲ့ကြောင့်အားထုတ်နိုင်ကြပါစေ